လေးရဲ့ချစ်ချနေတဲ့အချင်းကိုဖျောက်ပေးနိုင်မလို့လည်းများကလေးရဲ့တင်းငုံနေတဲ့အခါမိဘတွေဆိတ်ရှုပ်ရမှာပါဒါပေမဲ့ကလေးရဲ့ရောနားမလည်နိုင်သေးပါဘူးကလေးရဲ့ကြည်ကြတာမိဘရဲ့စီရနေကူးဆိုင်မှုကိုလိုချင်တာကြောင့်လဲပြလို့တတ်ပါတယ်အဲဒါကြောင့်ကလေးတွေကိုအကြောင်းမရှိဘဲဒီမုံနေအောင်လို့တင်မနိုင်မယ့်နီလန်းတွေကိုပေါ်ပြပေးလိုက်ပါရနော်တင်းငုံနေတာကိုဂယူးမဆိုင်ဟန်ပြပါ လေးတွေကမိဘတွေစီရင်နေအောင်ဆိုင်မလို့ခြင်းလို့တည်ငုံနေနေပါတယ်။အချောင်းရှိပဲငုံနေတာကိုမိဘကယူဆိုင်မိတဲ့အခါမကြခဏကြည်ကြနေတော့မှာပါ။အဲဒါကြောင့်ကြည်ပြတာကိုမကြကြောင်းယူဆိုင်တာခံနေတဲ့အခါစကလုံးနေနဲ့ပြောလို့ရကြောင်းကလေးကိုရှင်းပြပေးနိုင်ပါတယ်။ခံစားချက်တွေကိုပေါ်ပြနိုင်အောင်တန်းဖွင့်ပေးပါ။ကလေးတွေမှာလည်းစိတ်ခံစားချက်တွေရှိပါတယ်။သူတို့စိတ်ထဲမှာရှိတဲ့အရာတွေကို တန်မျိုးစုံနဲ့ပေါ်ထွက်ပြသတတ်ပါတယ်။တစ်ခါတည်းမှာအဲ့ဒီတန်တွေကမိဘရဲ့တွတ်တာဆိတ်ချုပ်စရာဖြစ်နေရပါတယ်။တင်ကလေးကကြည်ကြပြီးအတန်မျိုးစုံလို့ပြတဲ့အခါအတန်သွင်းပြီးပြန်ဖွင့်ပြလိုက်ပါ။အဲ့ဒီအခါကလေးတွေကသူတို့ရဲ့တန်တွေကိုပြန်ကြပြီးနောက်ထပ်လုံးဝမဟုတ်တော့ပါဘူး။ကလေးတွေမှာခံစားချက်ရှိတဲ့အခါစကလုံးအနေနဲ့ပေါ်ပြဖို့လိုအပ်ကြောင်းပြန်ဖွင့်ပေးထားတင်ပါတယ်။ပုံမှန်တန်နဲ့ပြောရတဲ့အခါချစ်ချွေးပါ။ ကလေးတွေကသူတို့ကိုချီးကျူးပေးတာကိုအရင်သဘောကျပါတယ်တေးဤမငိုပဲကောင်းမွန်ပြောတဲ့အခါကလေးကိုချီးကျူးပေးပါအဲ့ဒီအခါကလေးတွေကချီးကျူးခံနေတာကြောင့်ခဏခဏမငိုတော့ပဲကောင်းမွန်မွန်ပြောလာပါတယ်နောက်ဆက်တွဲဆိုချိုးရှိအောင်ပြောပြပါကျင်းမူတိုင်းမှာနောက်ဆက်တဲ့ဆိုချိုးရဲ့ရှိချောင်းကလေးကိုရှင်းပြပါခဏခဏကြည်ကြပြီးငိုနေတာကဘဝဉဏ်ကိုနှောက်ယှက်ဖြစ်ကြောင်းပြောပြပြီး နောက်ထပ်ထမလို့စီဖို့သတိပေးနိုင်ပါလေသတိပေးပြီးရဲ့နော်ခဏနဲ့ထပ်လို့တဲ့အခါပြပေးခံရအကြောင်းကိုလည်းပြောပြထားသင့်ပါတယ်စိတ်ရှိရှိနဲ့ရှင်းပြပါသူတို့ကလေးကဘာဖြစ်လို့ဘာဖြစ်နေမှမသိပဲအတမျိုးစုံနဲ့ကြီးကြနေရပါတယ်။အဲ့ဒီအခါလူကြီးပြီးပါတဲ့အတွက်ခက်တွေးစီမှာပါ။ပြင်းမှန်းတဲ့အခါဘိုက်စားတဲ့အခါအိတ်ရှင်တဲ့အခါပြင်းလာတဲ့အခါအ အတန်မျိုးစုံမလုပ်ပဲစကားလုံးနဲ့တိကျပြောဆိုနိုင်ကြောင်းကလေးတွေကိုစိတ်ဆီရင်နဲ့ပြောပြပေးနေပါတယ်။